ီလူငယ်လေးဟာမွေးရပါအင်မတန်တမာတဲ့ခွန်အားနဲ့မွေးလာသူပါသူဟာပေါင်ထောင်ပေါင်းများစွာအလေးချိန်ရှိတဲ့တန်တူကိုယ်တောင်အလွယ်တကူမနိုင်ပါဘဲဒီနေ့မှာတော့သူဟာနှစ်ဖျားလက်နဲ့တစ်ခုဖန်တီးဖို့ရည်ရွယ်ပြီးတန်ပိုင်းစတစ်ခုကိုထုချေခဲ့ပါတယ်ဒါပေမဲ့လက်နဲ့ပညာရှင်ဆရာကြီးကစိတ်မဝင်စားခဲ့ပါဘူးဆရာကြီးကအရင်ဆိုင်ခွန်အားတသက်နဲ့မလုံလောက်ဘူးတကယ်ပုံသွင်းခြင်းမှာကြမ်းကျင်မှုလိုရဲလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ဆရာကြီးဟာဓာိုင်တစ်ခုကိုပုံသွင်းပြီးရင်းနဲ့စင်ကဓာသွားကိုတားမွေးချက်နိုင်လောက်အောင်ထက်မြက်အောင်လုပ်လိုက်ပါတယ်ဒီချိန်ထဲမှာပဲထိုးလူငယ်လေးဟာဒါတလက်ကိုပုံသွင်းခဲ့ပေမဲ့ရေတို့မဟုတ်စီနဲ့မစိမ့်ပဲသူ့ရဲ့ကိုယ်ပိုင်စိတ်အားထက်သန်မှုနဲ့စိမ့်လိုက်ပါတယ် အားလုံးကရင်မောကြပါတယ်ထိုသားဟာပါလွာပြီးအားနည်းရဲ့ပုံပေါ်ကဆရာကြီးရဲ့တားနဲ့ရှင်ရင်ဘာမှမဟုတ်ဘူးလို့ထင်ကြပါတယ်ဒါကိုတည်ပြဖို့အတွက်ဆရာကြီးကခိုးတကောင်ကိုလိချလိုက်ရခိုးဟာချက်ချင်းတည်ဆုံးသွားခဲ့ပါတယ်ပြီးနောက်ထိုလူငယ်လေးကအလားတူခိုးတကောင်ကိုသူ့ဤသားဖြင့်ထိုးလိုက်ပါတယ်ခိုးဟာလဲကျသွားပြီမဲ့လှုပ်ရှားနေစေဖြစ်ပါတယ်ပရိသတ်တွေအားလုံးကသူ့သားဟာအသုံးမဝင်ဘူးလို့အော်ဟစ်ပြီးရင်မောကြပါတယ်ဒါပေမဲ့ထိုလူငယ်လေးကစိတ်အေးလက်အေးနဲ့တည်ပြီးသားပါလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲခိုးရဲ့အသားတွေဟာကွာကြကုန်ပြီးအယိုးစုကြီးကလှုပ်ရှားရင်ခူးခူးမြင်နေစေဖြစ်ပါတယ်အားလုံးဟာတိတ်ဆိတ်သွားကြပါတယ် တဏှာများရဒါဒလဟာအလွန်မင်းထက်မြက်လုံးနေရင်ခနာကိုဟာချက်ချင်းမတည်ပဲသူရဲ့နောက်ဆုံးလောက်ရက်ကိုထက်ခါတလဲလဲဆက်လို့ရတတ်တယ်လို့ဆိုပါရတယ်။အဲ့ဒီခါမှမှသူတို့ဟာဒီလူငယ်လေးဟာခွန်အားကြီးအောင်တတ်တတ်မဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားကြပါတော့တယ်။ကျိုင်းနေတဲ့